နယ်မြေအငင်းပွားမှုတွေကြောင့်လက်တလောဖြစ်လာတဲ့တိုက်ပွဲတွေနဲ့သဘောထားကွဲလွဲမှုတွေကိုငြိမ်ငြိမ်ချမ်းချမ်းဖြေရှင်းကြမယ်ဆိုပြီးတော့ကိုကန်တက်မတော့ MNDA နဲ့ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့သဘောတူခဲ့ကြပါတယ်။ MNDA နဲ့ SSPP တို့ဟာဆိုရင်ဇွန်လ18ရက်နေ့ကတင်နီခိုင်ထဲမှာရှိတဲ့တန်လွင်ရောင်မှာလှုပ်ခဲ့ကြတဲ့ဒီတွေ့ဆုံဆွေးနွေးပွဲမှာဒီသဘောတူညီချက်ကိုရခဲ့တာလို့ကိုကန်တက် MNDA ကထုတ်ပြန်ပါတယ်။ဒါ့အပြင်အဖွဲ့အစည်းနှစ်ခုအကြားမှာအပြန်အလှန်ဆက် ွယ်မှုကောင်းကောင်းလုပ်နိုင်ဖို့အတွက်ဆိုပြီးတော့လဲဆွေးနွေးပွဲကနေတဆင့်ဒီအဆင့်မြင့်ဆက်ွယ်ညှိနှိုင်းရေးရန်ရအဖွဲ့ကိုလည်းဖွဲ့စည်းခဲ့ကြပါတယ်။နှစ်ဖက်အလုပ်အဖွဲ့တွေရဲ့ဒီဆက်ွယ်ရေးတာဝန်ရှိသူတွေကိုချက်ချင်းသတ်မှတ်ပေးခဲ့တယ်လို့လဲဆိုပါတယ်။ဒီဆွေးနွေးပွဲကို MNDAA ကိုကံဘက်ကတော့ဒုတိယဆစ်ဦးစီးချုပ်ဘူကျုံနဲ့အတူတခြားအရာရှိတွေအပါအဝင်73ယောက်တက်ရောက်ခဲ့ပါတယ်။ SSPP ဘက်ကတော့ဒုတိယတက်မှုချုပ် ဘူချုပ်ကြီးဥနိုင်ဖဥဆောင်နဲ့ကိုဇလဲ14ရောက်တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ဆွေးနွေးပွဲမှာတက်တဲ့အနေနဲ့ဝါပြီးသွေးစီညညရေးတက်မတော့ UWSA ရဲ့အမှတ်930ရှေ့တန်းဒုတိယကုကဲရီမူးနဲ့အဖွဲ့လဲတက်ရောက်ခဲ့တယ်လို့ကုကန်တက် MNDA ကထုတ်ပြန်ထားပါတယ်။